လူတွေတက်ဆုံရှော်ရတဲ့ပြင်တမိုးကြီးပစ္စည်းတွေလည်းပြန်မရသေးကြောင်းရေဖွက်လာတဲ့ဒုက္ခတိုင်ပေါင်းစိတ်တိုက်မိသားစုအားလုံးမင်္ဂလာပါ မန္တလေးမြို့မှာငလင်ကြောင်ပျက်စီးဆုံးရှုံးမှုတွေများခဲ့တဲ့အထက်မှာ Sky Mila ကွန်တိုပြိုကျမှုကတော့လူပြောများဆုံးဖြစ်ခဲ့ပါတယ်။ Sky Mila ကွန်တိုအားဆိုရင်တော့အာမီတာဆန်မြို့နယ်လမ်း60 20နဲ့23ကြားမှာတရှိရလဲဖြစ်ပါတယ်။မလာ28ရက်နေ့ငလင်လုတ်ခဲ့ချိန်မှာတော့17ထက်ရှိတဲ့ Sky Mila ကွန်တိုဆောင်းကအောက်ကိုကျွန်သွားခဲ့ပြီးတော့အပေါ်က6လသာကျန်ခဲ့တာလည်းဖြစ်ပါတယ်။ Sky Mila ပြိုကျမှုမှာပိတ်မိနေခဲ့တဲ့သူတွေလည်းအများပြားရှိခဲ့ပြီးတော့အချို့ကအသက်ရှင်လျက်ကဲထုတ်နိုင်ပေမဲ့လည်းအချိန်မမီပဲနဲ့ဓာတ်ပေါ်ရီသာပြန်လိုက်တာတွေလည်းရှိခဲ့ပါတယ်။ အစောပိုင်းမှာမြန်မာနိုင်ငံကကင်ဆယ်ရေးဖွဲ့တွေသားလှုပ်ဆောင်နေကြရတာကြောင့်တိတ်ခင်းမတွေ့ခဲ့ပေမဲ့လည်းနိုင်ငံခြားဖွဲ့တွေပါရောက်လာတဲ့ချိန်မှာတော့စက္ကရိယာကွန်ကြီးတွေနဲ့ကင်ဆယ်ရေးလုပ်ငန်းတွေပို့အဆင်ပြေခဲ့ရပါတယ်။ဒါတောင်မှပြေးမိနေသူတွေများတဲ့ပြင်ပြိုကျမှုတွေအောက်မှာဝင်ရောက်ဖို့မလွယ်တဲ့အခက်အခဲတွေကြောင့်လည်းမကင်နိုင်ကြရတွေအများပြားရှိခဲ့ပါတယ်။လက်ရှိမှာတော့ငွေလင်းလုတ်ခဲ့ပြီးတော့တလာနီးပါးလဲရှိလာခဲ့ပြီဖြစ်လို့ကင်ဆယ်ရေးလုပ်ငန်းတွေတောင်မှမရှိတော့ဘဲအပြည့်အစည်တွေကိုရှင်းလင်းနေကြပါတယ်။ ဒီလိုအချိန်မှလေနောက်ထပ်တပ်ပေါ်ရီတွေကိုတွေ့ရတာတွေလည်းရှိနေသေးတယ်လို့အချို့အဖိုးတန်ပစ္စည်းထွက်လာတာတွေကိုလည်းသက်ဆိုင်ရာကတင်စီပြီးတော့ပိုင်ရှင်မိသားစုတွေထံမှပြန်အပ်ဖို့လှုပ်ဆောင်နေပါရီ Sky Villa ကွန်ဒိုပြောကြားမှုမှာဆိုရင်တော့ဒုက္ခဒိုင်မွန်စိန်တိုင်းပိုင်ရှင်မိသားစုဝင်ချို့လေးပါဝင်သွားခဲ့ပါရီဒီထဲမှာဒုက္ခဒိုင်မွန်စိန်တိုင်းရဲ့ပဲကန်ရှယ်လေးဖြစ်တဲ့တိရီတုဒမအသိင်ကြီးဒေါ်မိုးတီရာရွှေလေးပါဝင်သွားခဲ့ပါရီသူမကလူတန်းတွေကြောင့်လည်းနမည်ကြီးတော်လူချစ်လူခင်များပြားသူတွေရောက်လေးဖြစ်ပါရီအစောပိုင်းမှာမိသားစုဝင်တွေဟာသူမရဲ့တန်ကိုကြားရတယ်ဆိုပြီးတော့အသက်ရှယ်လေးရဲ့ကဲထုတ်နိုင်ဖို့မျှော်လင့်ခဲ့ကြပါ ပေမဲ့နောက်ဆုံးဓာတ်ပေါ်ရီသားပြန်ရခဲ့တာဖြစ်ပါတယ်။တော်မိုးဒီရာရွှေနဲ့တူသူမရဲ့သမီ တမန်နဲ့မြေလေးတို့စုစုပေါင်း၄ဦးဟာစကိုင်းဘီလာကွန်ဒိုပြောင်းချမှုမှာအသက်ဆုံးရှုံးသွားခဲ့ရတာပါ။ဒါမှမဟုတ်အင်ကိုကာမာလီကတော့အသက်ရှင်လေးပြန်ထွက်လာနိုင်ခဲ့ပါပြီ။အစောပိုင်းမှာတော့မုတ်တရာရွှေကအသက်ရှင်နေသေးပေမဲ့လေကဲဆေးကြီးတွေချိန်မီရောက်မလာနိုင်တာကြောင့်အပြက်ပြီးတော့ကွယ်လွန်သွားခဲ့တာလို့လေလုံမြောက်လာတဲ့အင်ကိုကာမာလီကပြောပြခဲ့ပါပြီ။လက်ရှိမှာတော့ဂျိုင်းတဲ့မိသားစုတွေဟာလူတွေအသက်ဆုံးရှုံးရတဲ့အပြင်ကိုမှသူတို့ရဲ့ဖိုးတန်ပစ္စည်းတွေလည်းတခုမှပြန်များတဲ့အကြောင်းကိုရှင်းပွင့်လာခဲ့ပါပြီ။စကိုင်းဘီလာကသူတို့ရဲ့ကွန်ဒိုခန်းထဲမှာဆိုရင်စိန်တိုက်ကဖိုးတန်ရှင်တာပစ္စည်းချို့လည်းရှိခဲ့ကြောင်းသိရပါပြီ။ ယ်။အိမ်ထဲမှာကျန်တဲ့ပစ္စည်းစီရင်ပေးပါဆိုလို့အချို့တစ်ဝက်ပစ္စည်းတွေပုံနေတကွပေးထားလိုက်ပါရယ်။မနေ့ကပစ္စည်းချို့ရထားတွေလာယူပါဆိုလို့တွားယူတော့တမိငယ်လေးက passport ရေးပြီးချို့လေးရုံးရုပ်ရေးပြန်ပေးလိုက်ပါရယ်။ကျန်တဲ့ပစ္စည်းတွေကဘာတရင်မှဘာစားနာမှမမြင်ရမကြားရသေးပါဘူးလို့ဒုက္ခတိုင်မုံရဲ့မိသားစုဝင်တူကပြောထားပါရယ်။အလားတူဖြစ်ရမျိုးတွေဟာဆိုရင်တော့အခြားအချက်မြင်ဆောင်ပြောကြမှုတွေဆိုရင်လည်းရှိနေကြတယ်လို့သိရပါရယ်။မနေ့က Great World Hotel ပြောကြမှုမှာလည်းဖိုးတန်ပစ္စည်းတွေပြန်မရသေးကြောင်းမိသားစုဝင်တွေကရှင်းပြထားကြပါရယ်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ ောက်နေ့တင်မှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ចောင်းရည်နဲ့တူပြန်လာခဲ့ဦးမှာဖြစ်လို့ကျမတို့ရဲ့ပေးလေးကိုစောင့်မျှကြည့်ရှုအားပေးဖို့အတွက်မိကြပါနဲ့ဟုတ်ရှင်အသက်တင်တော့တတင်းတိုင်းကိုသိရဖို့အတွက်လည်းကျမတို့ရဲ့ပေးလေးကို like and follow လုပ်ပြီးတော့အားပေးခဲ့ကြပါအောင်ရှင်အားပေးနာဆင်ခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့စုတားမေတ္တာစကားလေးလက်ဆောင်ပါရင်နေပြီဒီဒီရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရင်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်ရှင်နောက်နေ့ဒီမှာပြန်တွေ့ကြမယ်နော်